မင်္ဂလာပါအခုကတော့ဒါကျွန်တော်တို့ Towing Center တုံးလာမှာရှိတယ်ကျွန်တော်တို့ Amlon သင်တန်းကျောင်းမှာကျွန်တော်ရဲ့ Certificate in General Business Management CYC မှန်ကန်ကွမှုဆိုင်ရာအခြေခံသင်တန်းကျွန်တော်တို့ဒါနှစ်ရက်မြောက်နေပေါ့နော်ဒါ Business Model ကိုကျွန်တော်သင်တန်းသင်တန်းသားတွေ project အနေနဲ့လက်တွေ့လုပ်နေတာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်လည်းအတူလိုက်ပြီးတော့ကြည့်ကြရအောင် ဒီ group ကဘယ်လောက်ပါလဲဘာများမေးစရာရှိပါလဲခင်ဗျာအဆင်ပြေပါလားโอเคတယ်အဲဒါစိတ်ဝင်စားတယ်အော်ဟုတ်ပြီဒါကျွန်တော်ဒီလောက်ဆိုတော့ပေါ့ပြီမလုပ်လဲဆိုတာเนาะဘာများမေးစရာရှိပါလဲโอเคလားโอเคတယ်အဲ့ဒါ group photo လေးရရအောင်မေးမလား ရေးရအောင်ဖြည့်ခဲ့ကုလားလေးဖြည့်ရအောင်ပြီးတော့ဖြည့်တော့ဖြည့်ရမှာပေါ့ဟုတ်တယ်ဖြည့်တော့ဖြည့်ရမှာဒါပေမဲ့အခုတော့ okay တယ်ပေါ့နော်ဒါအခုဒီပေါ်တင်နေတဲ့အဆင့်ရောက်သွားပြီနော်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ group photo ရိုက်ရအောင်ဟိုဘက်လေးတစ်ချက်လောက်ကြည့်ကြည့်ရအောင်အော် sorry sorry ဟိုဘက်မှာအားလုံးပါအောင်ဝင်လိုက်ပါမပါတဲ့သူတွေဒီလိုကိုကိုမျက်နှာလေးတွေထွက်လိုက်ပါနော်အကောင်လေးဟုတ်ကဲ့ဝင်လိုက်ပါရတယ်ဝင်ပါလက်မလေးတွေထောင်ပါဒီအဖွဲစုရမှာလားရမယ်ရမှာပါလို့ပြရမယ်ဟုတ်ပြီဒီနေ့ကမှလည်းတွေ့ကြပါမယ် အဲ့ဒါဆိုကျွန်တော်တို့အခုအဲကျွန်တော်တို့လက်ဆက်လေးတက်ပါလက်ဆက်လေးတက်ပါကဲဒီအဖွဲဘာများမေးစရာရှိပါလဲဒါဘာအဖွဲပါလဲအကျိတ်အနေအကျိတ်အနေအကျိတ်ကတော့တည်တယ်အနေရပဲဘာများမေးစရာရှိပါလဲမေးစရာရှိပါလားမေးစရာရှိပါလားအသေးစိတ်လေးကကျွန်တော်က ေကိုအတိအကျလေးထည့်ပေးရမှာဟုတ်ကဲ့ကိုကြီးအတိအကျဆိုတာလေဥပမာဆိုကျွန်တော် cost ဆိုပါလို့ပြောတာမှာနော်ကျွန်တော်တို့ကျွန်တော်ပြောမယ်အလွန်တော့တိကျဖို့မလို့သို့တော့ယုတ်တိကျလောက်တဲ့အဆင့်ထိတော့တိကျရရင်အမှတ်ပေါ်ရနိုင်တာပေါ့နော်ယုံနိုင်လောက်တဲ့အဆင့်ပေါ့နော်တချို့ကြတော့လေသူတို့ပြောတာကြီးကတိတ်သိသိမဖြစ်တဲ့အခါ real business ကိုမခံစားဘူးလေအဲ့ဒါလေးပါပဲနော်ကျွန်တော်အဲ့ဒါဆို group photo လေးရရအောင်ကျွန်တော်တို့အဲလက်မလေးတွေထောင်ပါလက်မလေးတွေထောင်ပါဒီဖွဲ့ဆူရမှာလားအဲဒီလို ဖြစ်ရမယ်ဟုတ်ပြီ100%ဟုတ်ပြီကျေးဇူးတင်ပါတယ်အဲ့ဒါဆိုလက်ဆက်လေးတက်လိုက်ပါခင်ဗျာလက်ဆက်လေးတက်လိုက်ပါအဲ့ဒါဆိုနှစ်ဖွဲ့ကြံကဲဒီအဖွဲ့ကဒါ A အဖွဲ့နော်ဗာမြားမေးခွန်းမေးစရာရှိပါလေခင်ဗျာမေးစရာရှိရင်မေးပါဟုတ်ကဲ့ key resource ကနောင်နေဖြစ်ရမယ် sorry တော့ကျွန်တော်ထည့်လေးလိုက်လက် key activity က verb ဖြစ်ရမယ် ဲ့တော့အခု resource ပေါ်မှာရေးထားလေကျွန်တော်ပြဟုတ်တယ်ဒါတွေဖြစ်တယ် key activity လို့ပြောရရင် doctor တို့ဘာလို့ noun နေမဖြစ်အောင်ဒါတွေအားလုံးကဒီတာပဲဖြစ်ရမယ်ဒီထဲမှာလှုပ်ဆောင်မှု verb တွေပဲဖြစ်ရမယ် marketing တို့ training တို့ management တို့ service ပေးတာတို့နော်ကျွန်တော်ဒါလေးကအဓိကအဲ့တော့မှန်တော့ဒါ noun ဖြစ်ရမယ်ဒါ verb ဖြစ်ရမယ်ကျွန်တော်ဗာမြအဆင်မပြေတာရှိလဲโอเคတယ်เนาะเนาะဒါဟုတ်တယ် key activity ပြန်ရေးရအောင်เนาะကျွန်တော်တို့เนาะဟုတ်ပြီ ဲဆိုလက်ဆက်လေးတက်ပါ group photo ရရအောင်ဒီဘက်လေးကြည့်ကြည့်မယ်အားလုံးပါဝင်လိုက်ပါအားလုံးပါဝင်လိုက်ပါလက်မလေးထောင်းမယ်ရတယ်ကျွန်တော်တို့ဒီဘက်ကထွက်လိုက်အဲဟုတ်ပြီဒီဘက်လေးလိုက်လိုက်ပါအောင်အကုန်လေးပါဝင်လိုက်ပါ ဟုတ်ပြီအကုန်ပါလားဒီဖက်ဆူရပါလားမဲတိုးသေးတယ်ကြည်ကြည်ပြောပါဆူရပါလားဘယ်လိုဖြစ်ရမလဲโอเคအဲ့ဆိုလက်ဆက်လေးတက်လိုက်ပါနော်ကျွန်တော်တို့လက်ဆက်လေးတက်လိုက်ပါကဲဟိုဘက်ကနောက်ဆုံးဖွဲ့ ဒီဒီဘွဲလုံးမယ်နော်ဒီလူတွေအော်ပြီးသွားလို့ပြီးသွားလို့ဟုတ်ကဲ့ဟုတ်ကဲ့ပြီးသွားလို့ပြီးသွားလို့ good ဟုတ်ပြီဗာများမေးစရာရှိပါလေအဆင်ပြေလားမသိဘူးဟုတ်ပြီဒီလောက်ဆိုဘာလုပ်လဲကျွန်တော်သိတယ်ဒီမှာရေးထားရယ်နော်ဟုတ်ပြီ okay key activity key resource တိတ်ချခွဲမယ်နော် key activity က verb ဖြစ်ရမယ်နော် key resource က noun ဖြစ်ရမယ် okay ဟုတ်ပြီဒီလိုဖြစ်ရမယ်နော်ကျွန်တော် okay ဒါဆို group photo လေးရရအောင်ဒီညီလေးကိုကြည့်လိုက်ပါအောင်အားလုံးပါအောင်လက်ပါလေးထောင်ပါ ဒီဖွဲ့စုရမှာလားစုရမှာအဲဒီလိုဖြစ်ရမယ်ကျေးဇူးတင်ပါတယ်အဲဒါကိုနေမင်းရဲ့ကိုနေမင်းမိုဘိုင်းဟုတ်ပြီစုလို့ရအဲ့ဆိုလက်ဆက်အော်ဒီဖွဲ့ပြီးနေပြီကဲလူကြီးလူကောင်းအဖွဲ့တွေကပြီးကုန်ပြီနော်လက်ဆက်လေးတတ်မယ်ဒီဘက်ကအဖွဲ့တွေလက်ဆက်တတ်မယ်9မိနစ်ပဲလိုပါတော့တယ်အဖွဲ့တွေလက်ဆက်တတ်မယ်နော်9မိနစ်ပဲလိုပါတော့တယ်9မိနစ်ပဲလိုပါတော့တယ်လက်ဆက်တတ်ပါမယ်ကျေးဇူးညီ ဲ့တော့ကျွန်တော်တို့ဒီဟာကတော့အခုကျွန်တော်တင်တန်းသူတင်တန်းသားတွေက business model တခုကိုလက်တွေ့လှုပ်ဆောင်နေတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့လက်တွေ့ presentation ကိုလုပ်ပြီးတော့မှကျွန်တော်တို့ကအကဲဖြတ်သုံးသက်ကြမှာဖြစ်ပါတယ်ဒါကြောင့်လူချင်းမတို့အနေနဲ့တင်ယူလေ့လာမှုတွေကိုစဉ်ဆက်မပြတ်ဆောင်ရွက်ဖို့လိုတယ်ဒီနေ့မှာကျွန်တော်တို့သူများမလုပ်ချင်တဲ့အလုပ်တွေကိုလုပ်မှာမတတ်ပြန်မှာသူများတွေမရနိုင်တဲ့ရလက်တွေကိုသူများတွေမရနိုင်တဲ့အရာတွေရမှာဖြစ်တယ်။ဘယ်လုပ်ကိုမဆိုလုပ်မဆိုတတ်တောင်းတတ်တာဖြစ်အောင်လုပ်မလို့မစဉ်းစားနဲ့ဘဝကမတတ်မတာဖြစ်သွားလိမ့်မယ်။အကောင်းဆုံးဖြစ်အောင် ငါဘလို့လုပ်မယ်စဉ်းစားဖို့လိုပါတယ်။အဲ့ဒီအတွက်တင်ယူလေးလာမှုတည်အရေးကြီးတယ်။တင်ယူလေးလာမှုကိုစဉ်ဆက်မပြည့်ဆောင်ရွက်နေခြင်းဟာလူချင်းတို့အောင်မြင်ဖို့အတွက်တစ်ခုတည်းသောလမ်းကြောင်းပေါ်လမ်းကြောင်းဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်။အဲ့တော့သင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တို့နောက်လာပေါ့ခုနှစ်လပိုင်းမှာကျွန်တော်ဖွင့်မယ့်သင်တန်းကတော့အားလုံးဆောင်စားနေတဲ့ modern marketing သင်တန်းဖြစ်ပါတယ်။ modern marketing ဆိုတာတော့ကျွန်တော်တို့က marketing ပညာကိုကျွန်တော်တို့စနစ်တကျလေ့လာသင်ယူကြမှာဖြစ်တယ်။ modern marketing ဒီ certificate in modern marketing တင်တဲ့ online တင်တဲ့ခုနှစ်လပိုင်း15ရက်နေဖြစ်ပါတယ်အင်္ဂါနေ့ဖြစ်ပါတယ် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကမ္ဘာ data တိတိတက်နိုင်တဲ့နေ့စဉ် recorded video တို့ facebook group ကတင်ပေးမယ် facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် telegram private channel မှာလည်းတင်ပေးမယ်တင်တဲ့ကလာတလားပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ်အပတ်စဉ်တင်းလာနေည၈နာရီတိုင်း zoom application နဲ့ live လို့ meeting မှာဖြစ်တဲ့အတွက်ကျွန်တော်စိတ်ကြိုက်မိခွန်းနေမိနိုင်တယ်အဲ့တော့တနက်တက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ်အပြင်လူတွေတင်နေကြတော့ဒီလိုမျိုးပေါ့စနေတင်းစနေတင်းတွေနှစ်ရက်မှာမနက်စင်နာရနေညနေ6နာရီထိတက်ရမယ်9လပိုင်း19ရက်နေ့နဲ့20ရက်နေ့စနေတင်းတွေနှစ်ရက်ဖြစ်ပါတယ်အဲ့တော့ဒီတန်းန်းဒီ marketing ပညာကိုကျွန်တော်တို့လေ့လာကြမှာဖြစ်တယ်အဲ့တော့ဒီနေ့ခေတ်ဟာ marketing นี่အလွန်အရေးကြီးတယ်ဈေးကွက်ထဲမှာနှစ်ပေါင်းများစွာကိုယ့်ကိုလူတွေမမေ့အောင်လုပ်ဖို့ဆိုတာမလွယ်တော့မျိုးစုံနေ့ရက်တိုင်းနေ့ရက်တိုင်းမှာ ကျွန်တော်တို့ရဲ့ competitor စီကဘတ်ပေါင်းဆုံးတောင်ပေါင်းဆုံးနေလာနေတယ်။တင်းလိုပဲလုံနေတဲ့သူတွေလောကကြီးမှာအများကြီးပဲထူးချောင်းအောင်ဘယ်လိုလုံမှာလဲ။တင်းအောင်လူတွေမမေ့အောင်ဘယ်လိုလုံမှာလဲ။ Header ဒီ marketing ပညာရဲ့အနှစ်သာရဖြစ်ကျင်းဝင်တဲ့အညီဆောင်ရွက်ဖို့ကတော့အရေးကြီးဆုံးပဲ။ကျင်းဝင်တဲ့အညီတင်းဘဝကိုတင်းလုပ်ငန်းကိုအောင်မြင်အောင်ဘယ်လိုလုပ်မလဲ။စီးပွားရေးလုပ်ပြီးတော့မကြော်ညာခြင်းကအမောင်တွေကနေကောင်မလေးတစ်ယောက်ကိုမျက်စိမိတ်ပြနေရတဲ့အတူတူပဲ။ကောင်မလေးတစ်ယောက်ကိုအမောင်တွေကနေမျက်စိမိတ်မပြပါနဲ့။ marketing အလင်းနှန်းနဲ့ဖန်တီးလိုက်ပါ။အောင်မြင်မှုတွေကလူချင်းမဆောင်ကြုံနေပါ။ အဲ့ဒါနဲ့တက်ချင်တဲ့သူတွေနာမည်ရဖုန်းနံပါတ်ကို comment မှာမေးနေ Messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကညီညီမတွေကဆက်သွေးပေးမယ်အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို online ကပထမဦးဆုံးအယောက်တရာအပြင်ကပထမဦးဆုံးအယောက်30ကိုကျွန်တော်20% discount ပေးထားပါတယ်ခုနှစ်လပိုင်း modern marketing certificate in modern marketing တဲ့နာမည်မှာတွေ့ကြပါ we must work together we must build our nation